အားလုံးပဲမင်္ဂလာပါရှင်။ Greater Morning 07 Entry ပဲဖြစ်ပါတယ်။ဒီနေ့ကြောက်ရောက်တဲ့ Friday Celebration မှာတင်ဆက်ပေးသွားမယ့်အကြောင်းအရာကတော့စားဖတ်ခြင်းရဲ့ရရှိစေနိုင်မယ့်အကျိုးကျေးဇူးတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။စားဖတ်ခြင်းအရဆိုလို့ရှိရင်လူပေါင်းမှာအရေးကြီးတဲ့လေ့လာမှုတစ်ရပ်ဖြစ်ပါတယ်။ကျမ်းမာရေးအသိပညာစိတ်ပိုင်းဆိုင်ရာနဲ့လူမှုရေးအကျိုးကျေးဇူးများစွာကိုပေးစွမ်းနိုင်ပါတယ်ရှင်။စားဖတ်ခြင်းရရှိနိုင်မယ့်အကျိုးကျေးဇူးတွေကိုအချက်၄၆ချက်နဲ့တင်ဆက်ပေးသွားချင်ပါတယ်။ အချက်တစ်အနေနဲ့အသိပညာတိုးပွားစေနိုင်ပြီးတော့အသစ်သစ်သောသတင်းတွေအချက်လက်တွေကိုရရှိစေနိုင်ပြီးတော့သမိုင်းသိပ္ပံအနုပညာစီးပွားရေးစသည်တို့ကိုနက်နက်ရှိုင်းရှိုင်းသိမြင်လာနိုင်စေပါတယ်။သူတစ်ပါးနဲ့စကားပြောဆိုရမှာဆိုလို့ရှိရင်လဲတိုးတက်လာပြီးတော့စကားအသုံးနှုန်းများကိုလည်းပုံမှုချုံးမွေ့လာနိုင်စေပါတယ်။ အချက်နှစ်အနေနဲ့အာယုံဆိုင်မှုနဲ့အမှတ်ဉာဏ်ကိုတိုးတက်စေနိုင်ပါတယ်။ဆက်ဖက်တဲ့အခါမှာမျှတသောအာယုံဆိုင်မှုကိုလိုအပ်ပြီးတော့အုံနောက်ကိုတက်လက်စေပါတယ်။ဇလန်းများဇက်ကွက်များကိုမှတ်မိဖို့တဲ့ဆိုလို့ရှိရင်စိတ်ကိုတည်နေအောင်ထားပြီးတော့ဖက်ရှုမှတ်သားမှသာရရှိနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်အုံနောက်နဲ့မှတ်နိုင်တဲ့ဆွဲအားတွေကိုညှင့်တင်ပေးနိုင်ပါတယ်။အချက်၃အနေနဲ့စိတ်ဖိစီးမှုကိုလျှော့ချပေးနိုင်ပါတယ်။ ဝိတုကပြစရစာပေတွေဖတ်ခြင်းကစိတ်ပန်းပြေစေနိုင်ပြီးတော့မိမိရဲ့ပြည်တနာများမှခဏတာဖယ်ရှားပေးနိုင်ပါတယ်။စိတ်အားထက်သန်မှုကိုရရှိနိုင်ပြီးတော့လည်းတက်တန်းရှိနိုင်ပါတယ်။အချက်လေးအနေနဲ့စိတ်ကူးညံတဲ့ဖန်တီးမှုကိုတိုးတက်စေနိုင်ပါတယ်။စာဖတ်ခြင်းကလက်တွေ့မရသည့်အရာတွေအတွေ့အကြုံတွေကိုဖန်တီးနိုင်ပြီးတော့စိတ်ကူးရင်မှုကိုလည်းတိုးတက်ပြီးဖန်တီးမှုလုပ်ငန်းတွေမှာအထောက်အကူရရှိစေနိုင်ပါတယ်။အနုပညာ၊သုတေသနနဲ့စီးပွားရေးကဏ္ဍများတွင်မှလည်းအသုံးချနိုင်ပါတယ်။ အချက်၅အနေနဲ့ဆက်ဆက်ရေးပုံမကောင်းမှုစီရဲစာဖတ်ခြင်းကလူမှုရေးစမ်းရေးကိုတိုးတက်စေပြီးတော့မတူညီသောယဉ်ကျေးမှုများကိုလည်းလားနယ်လာစေနိုင်ပြီးတော့တခြားသူများနဲ့ထိတွေ့ဆက်ဆံတဲ့အခါမှာလည်းတိုးတက်စေပါတယ်။နောက်ဆုံးချက်ဖြစ်တဲ့နံပါတ်၆သဘောထားတာယာစေပါတယ်။ပညာရဲ့အသစ်များကိုသင်ကြားပေးနိုင်ပြီးတော့စိတ်တက်ခိုင်မာမှုရရှိစေနိုင်ပါတယ်။ကောင်းမွန်တဲ့အကျင့်စရိုက်တွေကိုလည်းရရှိနိုင်တာပဲဖြစ်ပါတယ်ရှင်။ project လေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်။အမားတစုံတရာပါရှိပါကခွင့်လွတ်နားလည်ပေးဖို့လည်းအထူးပင်မြစ်တာရက်ခံအပ်ပါတယ်။တာယာတို့နေ့ရက်လေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေလို့ Great Morning 07ကစုမှုကောင်းတောင်းပေးလိုက်ပါတယ်ရှင်။